လူသားတယောက်ဟာလူဘွားကိုရောက်လာတဲ့ချိန်မှာဘွားနဲ့ပတ်သက်ပြီးတော့တခုခုကိုငါသိတယ်လို့ပြောနိုင်တဲ့အဖြစ်မျိုးရဖို့လိုအပ်တယ်။အเจ้าရတခုကိုကိုပိုင်ညာနဲ့တီးလိုက်ရတယ်ဆိုတာစိတ်ထဲမှာအတော်အားရတာပဲ။ခုခုကိုလည်းယုံကြည်မှုအများကြီးတက်တယ်။တန်မိုးထားမှုလည်းအများကြီးတက်တယ်။ လူတယောက်ဟာလူဘဝမှာအရေးကြီးတဲ့ကိစ္စတချို့ကိုတော့ဟုတ်တယ်လို့ပိုင်ပိုင်နိုင်နိုင်သိလိုက်ဖို့လိုအပ်ပါတယ်။ဘာကုံမှပိုင်ပိုင်နိုင်နိုင်မသိရဘဲနဲ့ဟုတ်တယ်လို့လို့မဟုတ်တယ်လို့ဟုတ်ချင်လဲဟုတ်မှာပေါ့မဟုတ်ချင်လဲမဟုတ်ဘူးပေါ့ဆိုတာမျိုးနဲ့တသက်လုံးหนีသွားရတဲ့ဘဝဟာတော်တော်မရေရတာပဲ။အဲ့တလို့မရေရမှုတွေအင်မတန်များနေတဲ့လူတွေရဲ့စိတ်ကတခုခုကိုစောက်ချပြီးဘယ်လိုလုပ်လို့ရမလဲ။အဲ့ဒါဟာအင်မတန်ကြီးမားတဲ့ပြဿနာပဲ။ တခုခုကိုတကယ်ကိုရှင်းရှင်းလင်းလင်းတိတိကျကျသိနေရတဲ့စိတ်ဟာအမတန်စင်တန်းမြင်လာပဲအဲ့ဒီလိုစိတ်မျိုးဖြစ်လာပြီဆိုရင်ငါဘဝမှာအသက်ရှင်နေရတာရဲ့အဓိပ္ပာယ်နဲ့ရတာဟာဟောဒီစိတ်မျိုးဖြစ်မှာပဲတကယ်ပြည့်ပြင်းလာပဲဒီလိုစိတ်မျိုးနဲ့နေသွားခြင်းတယ်လို့တွေးမိတယ်အများနဲ့နေရတဲ့အခါအများရဲ့လွန်မှုမှုကြောင့်အများတွေးသလိုလိုက်တွေးမိတတ်တာ များပါတယ်သူများနောက်လိုက်ဖြစ်နေတတ်တယ်ကိုပိုင်တွေးခေါ်ယူဆခံယူချက်တွေဟာပါလဲ ငါကိုတွေးကိုပိုင်ညာနဲ့ငါတကယ်သိတာဘာရှိတယ်လဲဆိုတာကိုလေးလေးနက်နက်မေးတင်တယ်။တကယ်သိချင်ရင်တယောက်တည်းနေဖို့အချင်းကိုရအောင်ရှာယူပြီးတော့မကြမကြကို့တွေးတွေကိုကိုကိုစိတ်ကိုကိုချိပြီးတော့နက်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 စူးစမ်းဖို့စမ်းစစ်ဖို့လိုပါတယ်။ဒါကြောင့်တယောက်တည်းနေတဲ့အချင်းငါမှရှိမှဖြစ်မယ်ဆိုတာကိုလေးလေးနက်နက်သဘောပေါက်ဖို့လိုတယ်။